မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်လွှတ်တော်ရွေးကောက်ပွဲထပ်မပြိုင်ပဲအားယူမယ်လို့နန်စီပလိုစီကကြေညာခဲ့တဲ့အကြောင်းဂါဇာအတွက်နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့တွေမကြမီရောက်ရှိလာမယ်လို့ထရန့်ကပြောကြားခဲ့တာနဲ့ဆီးရီးယားသမ္မတနဲ့ပြည်ထောင်ရေးဝန်ကြီးတို့ကိုပိတ်ဆို့မှုတွေကိုကုလသမဂ္ဂကဖယ်ရှားလိုက်တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် မအောင်တင်ဆက်ပေးမဲ့အကြောင်းကတော့အမေရိကန်နိုင်ငံကြီးလောကမှာဩဇာအရှိဆုံးပုဂ္ဂိုလ်တွေကတူအဖြစ်သတ်မှတ်ခံထားရတဲ့နန်စီပလိုစီကသူ့အနားယူတော်မယ်လို့ကြေညာခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ My fellow San Franciscans to be the first to know I will not be seeking re-election to Congress. လာမယ့်2029ဇန်နဝါရီလအတွင်လွှတ်တော်အမတ်တက်တန်းကုံဆုံးချိန်မှာနောက်တစ်ချိန်ရွေးခန့်တော့မှာမဟုတ်ဘူးဆိုပြီးနန်စီပလိုစီကအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ လုံမာလာ6ရက်နေ့ဗီဒီယိုထုတ်ပြန်ချက်ထဲမှာကျမတို့တမိုင်းမှတ်တိုင်စိုက်ထူခဲ့သလိုတိုးတက်မှုတွေလည်းရှိခဲ့ပါတယ်ဆိုပြီးပယ်လိုစီကနှုတ်ဆက်စကားပြောဆိုခဲ့တာတွေ့ရပါတယ်အသက်85နှစ်ရွယ်ပယ်လိုစီဟာပထမဆုံးနဲ့တူးတဲ့သောအမျိုးသမီးအောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ပြင်ဆယ်စုနှစ်၄ခုနှိပါအထိ နိုင်ငံရေးဖြတ်သန်းမှုလည်းကြီးမားပါတယ်ပယ်လိုစီဟာအောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ကိုတက်တန်းနှစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး2008ခုနှစ်ကနေ2012ခုနှစ်အထိနဲ့ 2019ခုနှစ်ကနေ2023ခုနှစ်ထိတည်ကြားစီတာဝန်ထမ်းဆောင်ခဲ့တာတွေ့ရပါတယ်။အမေရိကန်အခြေခံဥပဒေအရအောက်လွတ်တော်ဥက္ကဋ္ဌဆိုရာသမရနဲ့ဒုတိယသမရပြီးရင်တတိယမြောက်ယာရုအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ဖော်ပြထားတာဖြစ်ပါတယ်။အမေရိကန်သမရဟောင်းတွေဖြစ်ကြတဲ့ဘာရက်အိုဘားမားရဲ့ကျမ်းမာရေးစောင့်ရှောက်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အပါအဝင်ဘိုင်ဒန်လက်ထက်တုန်းကအခြေခံအဆောက်အုံနဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာဥပဒေမူကြမ်းတွေကိုအတည်ပြုနိုင်အောင်လို့ပယ်လိုစီအနေနဲ့ကြီးကြပ်ပေးခဲ့တာဖြစ်ပါတယ် အဲ့နောက်ဒေါ်နယ်ထရန့်ရဲ့သမရတက်တန်းတစ်လျှောက်လုံးမှာပလိုစီကနိုင်ငံရေးအရစိန်ခေါ်လာမျိုးပြုလုပ်ခဲ့ပြီးနိုင်ငံတော်အခြေပြုမိန်ကုန်းမိတ္တူဆောင်ရွက်ကိုစုပ်ဖြဲပစ်ခဲ့တာဟာလူ widetilde များတဲ့အချက်ပဲဖြစ်ပါတယ်။ဒါအပြင်ပလိုစီကထရန့်ကိုဆွဆွဲပစ်တင်နိုင်ဖို့နှစ်ကြိမ်တိုင်တိုင်ကြိုးပမ်းခဲ့ပေမဲ့လည်းအောင်မြင်ခဲ့တာမျိုးတော့မရှိပါဘူး။ဒါကြောင့်လက်ရှိသမရဖြစ်တဲ့ထရန့်ကပလိုစီအနားယူတော်မှာကိုဝမ်းသာတယ်လို့ဆိုတဲ့အပြင်စိုးရုပ်တဲ့မျိုးသမီးဖြစ်တယ်လို့ပါတုံ့နှုံးခဲ့ပါတယ်။မကြသေးခင်ကပလိုစီယာကယ်လီဖိုးနီးယားပြည်နယ်ရဲ့ proposition 50အမည်ဟာခရိုင်မဲဆန္ဒနယ်မြေပြင်းစင်ရွေးဆွဲမှုကိုမဲခွဲအတည်ပြုနိုင်အောင်ထိန်းချောင်းပေးခဲ့ပါတယ်။2003ခုနှစ်ကနေ2023ခုနှစ်အထိအောက်လွှတ်တော်မှာဒီမိုကရက်ပါတီကိုဦးဆောင်ခဲ့တဲ့ပလိုစီဟာအနားယူသွားပြီးရင်တော့နိုင်ငံရေးကလွှမ်းမိုးနိုင်စွဲရှိနေဦးမှာဖြစ်တဲ့ကြောင်းသုံးသပ်ဖော်ပြထားပါတယ်ခင်ဗျာ။ ဒါတင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာအတွက်နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ဟာမကြာခင်မြေပြင်မှာရောက်ရှိလာတော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ Very soon it's going to be very soon and Gaza is working out very well and you haven't been hearing too much about problems and I'll I'll tell you we have we've had countries that have volunteered ဂါဇာမှာလည်းအရန်အစဉ်ပြေနေပြီးပြဿနာတွေကိုတိတ်မကြားရသေးဘူးလို့လည်းထရန့်ကဆိုထားပါတယ်။အာဇာမာစီနဲ့ဝန်ထမ်းလုပ်တဲ့နိုင်ငံတွေရှိပြီး ဥမာအနေနဲ့ဟာမတ်ဒါမမဟုတ်အခြားတစ်ခုခုနဲ့ပြဿနာရှိမယ်ဆိုရင်သူတို့ကစေနာဝန်ထမ်းလုပ်ပြီးကင်တွယ်ဖြစ်ရှင်းပေးပါတယ်ဒီမာဘေးဘက်မှာအင်အားကြီးနိုင်ငံတွေရှိပါတယ်ဒါကအရှေ့လယ်ဘက်မှာအရန်အကောင့်တဲ့ငင်းချမ်းကြီးပါဟာမတ်ကအရန်သိငယ်တဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးသူတို့ပြောတဲ့အတိုင်းသူတို့မလုပ်ဘူးဆိုရင်သူတို့တစ်ခါမှမကြုံဘူးတဲ့အရန်ကြီးမားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ရမှာပါငိုချိန်ကြီးတော့သူတို့လဲကောင်းကောင်းမွန်မွန်ဆောင်ရွက်နေပါတယ်လို့ထရန့်ကအင်ဖြူတော်မှာပြောဆိုခဲ့တာဖြစ်ပါတယ် ဒါကြောင့်ကုလသမဂ္ဂမှာနိုင်ငံတကာမူပေါင်းတစ်ခုဖန်တီးပေးမဲ့ဆုံးဖြတ်ချက်တည်းရဲ့ရေးဆွဲဖို့လှုံ့ဆော်နေတဲ့ကြောင်းလဲနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကပြောကြားခဲ့ပါတယ်။တည်ငြိမ်ရေးတပ်ဖွဲ့ဝင်တွေရဲ့စိတ်ပိုင်းတစ်ခုအနေနဲ့စေနာဝန်ထမ်းဖြစ်ပါဝင်ဆောင်ရွက်နေတဲ့နိုင်ငံတွေအလုံးလှုံ့ဆော်မှုကိုကုလသမဂ္ဂရဲ့အမိန်ပေးရဲ့လိုအပ်ကြောင်းလဲမာကိုရူဘီရိုကပြောဆိုထားပါတယ်။အမေရိကန်ပြည်ထောင်စုဟာဂါဇာအတွက်သမ္မတဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ရွေးကောက်ခံအဖွဲ့ဝင်10ဦးနဲ့အတူနိုဝင်ဘာလ9ရက်နေ့နှောင်းပိုက်မှာမျှဝေမှာဖြစ်တဲ့ကြောင်းအမေရိကန်ရာရှိတူကပြောကြားထားရလဲရှိပါတယ်။အမေရိကန်ပြည်ထောင်စုကဂါဇာအတွင်းကူးပြောင်းရေးအုပ်ချုပ်ရေးအဖွဲ့နဲ့ပါလက်စတိုင်းနယ်မြေမှာနိုင်ငံကတည်ငြိမ်ရေးတပ်ဖွဲ့အတွက်နှစ်နှစ်ကြာတာဝန်ပေးရမယ့်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုရေးဆွဲထားကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။အဲဒီဆုံးဖြတ်ချက်တရက်ကိုအတည်ပြုနိုင်ဖို့အနည်းဆုံးထောက်ခံမဲ့6မိနစ်နဲ့ရုရှားတရုတ်အမေရိကန် ပြည်တိုင်ဒါမှမဟုတ်ပြင်သစ်တို့ကဗီဒီယိုအားနာမသုံးဖို့လဲလိုအပ်နေတာဖြစ်ပါတယ်။ဂါဇာမှာယာယီနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF တခုတီထောင်ဖို့လုံပိုင်권ထားပေးထားပြီးအဲ့ဒီတပ်ဖွဲ့ဟာသူ့ရဲ့တာဝန်ဝတ္တရားတွေကိုထမ်းဆောင်ဖို့လိုအပ်တဲ့အစီအမံတွေအားလုံးလုံဆောင်နိုင်မဲ့ Code for Force ကိုအသုံးပြု권ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဆီးရီးယားသမ္မတနဲ့ပြည်ထရေးဝန်ကြီးတို့ဘောပိတ်ဆို့မှုတွေကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကဖယ်ရှားပေးခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကနိုဝင်ဘာလ6ရက်နေ့ကအမေရိကန်ရွေးဆွဲခဲ့တဲ့ဆုံးဖြတ်ချက်အရဆီးရီးယားသမ္မတအာမက်အက်ရှာရာနဲ့ဆီးရီးယားပြည်ထရေးဝန်ကြီးတို့ဘောပိတ်ဆို့ထားမှုတွေကိုဖယ်ရှားခဲ့ပါတယ်။ဆီးရီးယားသမ္မတအက်ရှာရာဟာ နိုဝင်ဘာလ10ရက်တနင်္လာနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အင်ပီရိုမှာတွေ့ဆုံဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။အမေရိကန်ဟာအဖွဲ့ဝင်15ဥပါလုံခြုံရေးကောင်စီကိုစီးရီးယားအပေါ်ပိတ်ဆို့မှုတွေကိုဖယ်လျှော့ပေးဖို့လာနေချီတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ထရန့်ဟာမီလာရုံးကအမေရိကန်နဲ့စီးရီးယားအပေါ်ပိတ်ဆို့မှုတွေကိုရုတ်သိမ်းမယ်လို့ပြောဆိုခဲ့ခြင်းအပြင်အမေရိကန်ရဲ့မူဝါဒပြောင်းလဲမှုကြီးတစ်ခုကိုကြေညာခဲ့တာပဲဖြစ်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကအာဆက်နဲ့သူ့အပေါင်းပါတွေဖြုတ်ချခံရပြီးတဲ့နောက်ပိုင်း စီးရီးယားဟာခေတ်သစ်တစ်ခုမှရှိနေပြီဆိုတော့အတိမတ်ပြုတဲ့ခိုင်မာတဲ့နိုင်ငံရေးဆိုင်ရာအချက်ပြမှုကိုပေးပို့နေတယ်လို့အမေရိကန်သံတမန်ကြီးမိုက်စ်ဝေါ်ကဂျာတာဘရီနေကမဲခွဲပြီးတဲ့နောက်မှာပြောကြားခဲ့ပါတယ်။ဘလသမောကလုံခြုံရေးကောင်စီမှာထောက်ခံမဲ့14မဲရခဲ့ပြီးတရုတ်ကဂျာနေမဲပေးခဲ့တာတွေ့ရပါတယ်။နှစ်ပေါင်းများစွာလုံခြုံရေးကောင်စီရဲ့သဘောထားကွဲပြားမှုတွေအပြည့်မှာတော့စီးရီးယားရဲ့ကုလသမဂ္ဂသံတမန်ကြီးအီဘရာဟင်အိုလာဘီက ကြာသာပရိနေဆုံးဖြတ်ချက်ကိုချီးကျူးခဲ့ပါတယ်73ခုကြာပြည်တွင်းစစ်အပြီးမှာအစ္စလာမစ်ဟာယက်တာရီအက်ရှမ် HDL ဦးဆောင်တဲ့သဘုံတပ်ဖွဲ့တွေရဲ့လျှက်တပြက်တိုက်ခတ်မှုကြောင့်ဆီးရီးယားသမ္မတအာဆာဟာဒီဇင်ဘာလမှာယာရုကနေဖြုတ်ချခြင်းခံခဲ့ရတာဖြစ်ပါတယ်အရင်ကမျိုးစီယာတဝူးဖြစ်လူဒီများတဲ့ HDL အဖွဲ့ဟာ2016ခုနှစ်မှာဆက်ဆံရေးမပြတ်တော့ခင်အချိန်ထိအခိုင်တာအဖွဲ့ရဲ့ဆီးရီးယားမှာရှိတဲ့တရားဝင်အဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ် 2014ခုနှစ်မတ်လကတည်းကအဲ့ဒီအဖွဲ့ဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ Al-Qaeda နဲ့ Islamic နိုင်ငံတော်ပိတ်ဆို့မှုစီးမားပေါင်ခဲ့တာပဲဖြစ်ပါတယ်။ HDA အဖွဲ့ဝင်အများအပြားကလည်းကုလသမဂ္ဂရဲ့ပိတ်ဆို့မှုတွေအောက်မှာရှိနေပြီးခီးသွာလာခွင့်တွေပိုင်ဆိုင်မှုတွေနဲ့လက်နက်အယောင်းဝယ်တွေကိုပိတ်ပင်ခံထားရပါတယ်။ CIA သမ္မတနဲ့ပြည်ထရေးဝန်ကြီးတွေဖြစ်လာတဲ့ရှာရာနဲ့ကာတက်တို့ဘောပိတ်ဆို့မှုတွေကိုအခုတော့ရုတ်သိမ်းလိုက်ပြီပဲဖြစ်ပါတယ်။ကုလသမဂ္ဂပိတ်ဆို့မှုစောင့်ကြည့်သူတွေဟာအေခါတာနဲ့ HDR ကြား တက်ကြွတဲ့ဆက်ဆံရေးကိုခုနှစ်မှာမတွေ့ရဘူးလို့ဇူလိုင်လတုန်းကရိုက်တာသတင်းဌာနမှာဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ drone and aerial ကြောင့်ဆွီဒင်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလေဆိပ်မှာ အတက်ဆင်းလမ်းကြောင်းတွေပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်ဆွီဒင်နိုင်ငံအနောက်ဘက်ကန်ယူရမှာရှိတဲ့ Gothenburg Lambaster လေဆိပ်မှာ ဒရုန်းတစ်စင်းဒါမှမဟုတ်တစ်စင်းသက်ပိုတဲ့ဒရုန်းတွေတွေ့ရှိခဲ့ပြီးတဲ့နောက်နိုဘာလ6ရက်နေ့မှာလေကြောင်းအတက်စင်းလမ်းကျော်ပိတ်ဆို့မှုဖြစ်ပွားခဲ့တဲ့ကြောင်းအာနာမိုင်တွေကထုတ်ပေါ်ပြောဆိုထားပါတယ်ဒီလေးစိတ်ဟာစတော့ဟ ோம் မှာရှိတဲ့အာလန်ဒါလေးစိတ်ပြီးရင်ဆွီဒင်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလေးစိတ်လည်းဖြစ်ပါတယ်လမ်ဘာဒါအထက်မှာရှိတဲ့လေပိုင်နဲ့မှာတန်တရားဖြစ်ပွဲဒရုန်းတစ်စင်းတွေ့ရှိခဲ့တာကြောင့်လက်ရှိဒီလေးစိတ်ကိုပိတ်ထားခဲ့ပြီး ရဲတွေကစုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်ထားတယ်လို့လေဆိပ် operator အရာရှိကပြောဆိုထားပါတယ်ဒရုန်းတွေကြောင့်မကြာသေးခင်လရီတွင်းကဥရောပတဝန်းမှာအဓိကအနှောက်အယှက်တွေဖြစ်ပေါ်စေခဲ့ပြီးနိုင်ငံတော်တော်များများရဲ့လေဆိပ်တွေကိုယာယီပိတ်ထားခဲ့ရပါတယ်ရုရှားနိုင်ငံရဲ့စစ်ပွဲကြောင့်ဒီလိုဒရုန်းတွေတွေ့ရှိခဲ့ရတဲ့အကြောင်းဝေဖန်ခဲ့ကြပြီးရုရှားကတော့အဲ့ဒီဖြစ်ရတဲ့နဲ့ပတ်သက်ပြီးဆက်ဆက်မှုမရှိကြောင်းညင်းဆိုထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ကြီးမားတဲ့ AI ချစ်ပြားတွေထုတ်လုပ်ဖို့စက်ရုံတိဆောက်မယ်ဆိုပြီး Elon Musk ကစီစဉ်နေတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ Super even just normal supervised FSD is not allowed in Europe currently. um which doesn't make any sense and i've had these like crazy conversations with the regulators Tesla CEO Elon Musk အန်အောင်ပွဲကြီးမားတဲ့ AI ချစ်အကြီးစားတွေထုတ်လုပ်မဲ့စက်ယုံတိဆောက်မယ်လို့ပြောဆိုထားပါတယ်။လာမယ့် April မှာလည်း စိုက်ဘာကပ်ကိုစတင်မှာဖြစ်တယ်လို့သူကဆိုပါတယ်။ Internet Tesla တို့ပူးပေါင်းပြီး AI chip အကြီးစားကိုတိစောက်မှာပဲဖြစ်ပါတယ်။ Tesla ပစ္စမမြောက် AI chip ကိုဒီဇိုင်းပြုလုပ်နေပြီးကုမ္ပဏီရဲ့နှစ်ပတ်လည်တွစ်ဆုံပွဲမှာအလားလာကောင်းတဲ့အစီအစဉ်တွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာ American chip ပြားထုတ်လုပ်တဲ့ Intel ဟာဈေးကွက်မှာ Nvidia နဲ့ရှင်ရင်နောက်ကျကျန်ခဲ့ပြီးရုန်းကန်နေရတာတွေ့ရပါတယ်။ American ဆိုရကလည်း Intel ရဲ့ share 10%ခန့်လုံးကိုမကြခင်က ထုတ်ယူခဲ့တာကြောင့်အင်တဲဟာဤပညာအသစ်ထုတ်ကုန်အသစ်တစ်ခုထုတ်လုပ်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ Elon Musk ရဲ့မှတ်ချက်ပြုပြီးနိုင်ပိုင်းတွင်မှာပဲအင်တဲရဲ့ share ဈေးနှုန်းတွေက400ခန်းတုန်းတိုးတက်ခဲ့တာဖြစ်ပါတယ်။တစ္စလာရဲ့နှစ်ပတ်လည်တွဲဆောင်ပွဲမှာ Elon Musk ကိုနောက်ထပ်10နှစ်အတွက်ဒေါ်လာ1 trillion ပေးမဲ့အစီအစဉ်ကိုလည်း share ရှင်တွေကအတည်ပြုခဲ့ကြပါသေးတယ်။ဒါကြောင့် Elon Musk ဟာနောက်ထပ်10နှစ်တွင်မှာ AI နဲ့စက်ရုံဤပညာတွေဖွံ့ဖြိုးတိုးတက်အောင်ဦးဆောင်အောင်မှာပဲဖြစ်ပါတယ်။ Elon Musk ဟာ AI 5 chip ကိုစမ်းသပ်ခဲ့ပြီးထိုင်ဝမ်ရဲ့ TSMC နဲ့ပူးပေါင်းမှုတောင်ကိုရီးယားရဲ့ Samsung ကုမ္ပဏီနဲ့ပူးပေါင်းမှုလည်းပြောဆိုခဲ့ပါသေးတယ်။ Tesla ဟာ AI စွမ်းအင်သုံး chip ပြားတွေကိုအလိုလျောက်မောင်းနေတဲ့စနစ်နဲ့အသုံးပြုမှာဖြစ်ပြီးလက်ရှိအချိန်မှာ Tesla ရဲ့ AI chip မျိုးဆက်အခါစတုတ္ထမြောင်မျိုးဆက်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ Elon Musk ဟာခုံတစ်ခုံပါပြီးစက်ရုပ်တက္ကစီတွေကိုလာမယ့် April မှာစတင်ထုတ်ယူဖို့ပြင်ဆင်မှာဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်မျိုးဆက်ဖြစ် လျှက်စစ်စွမ်းအင်သုံး sport car တွေကိုလည်းထုတ်လုပ်မယ်လို့ပြောဆိုခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ typhoon မုန်တိုင်းကဲမီကြီးကြောင့်စုစုပေါင်းတေဆုံးသူ193ဦးရှိလာတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။တိုင်ဖုန်းမုန်တိုင်းကဲမီကြီးကြောင့်ဖိလစ်ပိုင်မှာ188ဦးသေဆုံးခဲ့ပြီးဗီယက်နမ်မှာ9ဦးသေဆုံးခဲ့တယ်လို့နိုင်ငံအခြေစိုက်အချက်အလက်တွေကဖော်ပြထားပါတယ်။ ကဲမေဂီယာဂျာတာပရီနီကဗီယန်နမ်ကိုတနာယီကို149ကီလိုမီတာနှုန်းနဲ့ဖြတ်သန်းခဲ့ကာလက်ရှိအချိန်မှာကမ္ဘောဒီးယားအနောက်ပိုင်းနဲ့လာအိုကိုဝင်ရောက်ဖို့ဥတည်နေတာတွေ့ရပါတယ်။ဗီယန်နမ်နိုင်ငံကဲအိုရက်မှာရှိတဲ့မြို့တွေမှာမုန်တိုင်းကြောင့်အပျက်စီးတွေအမိုက်တွေနဲ့ပြည်နေကြောင်းလည်းဖော်ပြထားပါတယ်။ပြင်းထန်တဲ့လေတိုက်နှုန်းကြောင့်တစ်ပင်တွေအမြင့်ကနေကျွတ်ခဲ့သလိုပြင်းပေါက်တွေလည်းပျက်စီးခဲ့တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။လူထောင်ပေါင်းများစွာဟာအကြောင်းတွေနဲ့အခြားလူမှုအဆောက်အအုံတွေမှာ မုံတိုင်းဘေးအတွက်တင်းရှောင်ခဲ့ရပါတယ်။မြင်းနေဒေသတွေမှာရေကြီးမှုတွေဖြစ်နိုင်တယ်လို့လည်း BNN အစိုးရကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ BNN နိုင်ငံအလဲပိုင်းမှာပြီးခဲ့တဲ့ဘက်ကစံချိန်တင်းမိုးတဲမှုတွေကြောင့်လူ90တေဆုံးမှုဖြစ်ပွားခဲ့တာလည်းရှိပါတယ်။ကဲမေကင်မုံတိုင်းမလာမီစစ်သား2,600ကျော်ကိုကူညီကယ်ဆယ်ရေးအတွက် BNN အစိုးရကချထားခဲ့တာလည်းတွေ့ရပါတယ်။ BNN မှာမုံတိုင်းဝင်ရောက်ချိန်နဲ့မိုးကြီးမှုတို့ကြောင့်အင်တွေပြိုကျတာနဲ့ရေမြုပ်တာတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ် ကဲမေဂီမုံတိုင်းဟာဗီယက်နမ်ကိုမဝင်ပြီးဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့ကလူပေါင်း134ဦးတေဆုံးခဲ့တယ်လို့အစိုးပိုင်းကသတင်းထုတ်ပြန်ထားပြီး135ဦးပျောက်ဆုံးနေတယ်လို့လည်းဆိုပါတယ်။နောက်ဆုံးထုတ်ပြန်ချက်အရမုံတိုင်းကြောင့်ဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံနှစ်နိုင်ငံပေါင်းတေဆုံးသူ193ဦးရှိလာပြီလို့သိရပါတယ်ခင်ဗျာ။ နောက်ဆုံးတင်ဆက်မယ့်အကြောင်းကတော့အပူဆုံးနှစ်လမ်းကြောင်းပေါ်မှာ2025ခုနှစ်လည်းရှိနေတဲ့အကြောင်းကုလသမဂ္ဂကထုတ်ပြန်ခဲ့တာကိုဖော်ပြပြလိုက်ပါတယ်2025ခုနှစ်ဟာမှတ်တမ်းတွေကအပူဆုံးနှစ်တွေထဲမှာတစ်နှစ်ဖြစ်လာမဲ့လမ်းကြောင်းပေါ်မှာရှိတယ်လို့ကုလသမဂ္ဂမိုးလေဝသအေဂျင်စီကကြာသာပရိနေမှာပြောဆိုထားပါတယ်အချက်အလက်တွေက2025ခုနှစ်ဟာမှတ်တမ်းတွေကစံချိန်တင်အပူဆုံးနှစ်တွေကတစ်နှစ်ပဲဖြစ်ပါတယ် 2024ခုနှစ်ဟာအပူဆုံးနှစ်ဖြစ်စံချိန်တင်ခဲ့သလို2025ခုနှစ်ကလည်းအဲ့ဒီလိုမျိုးအပူဆုံးနှစ်ဖြစ်လာမှာပါအပူချိန်တိုင်းတာတဲ့ကဏန်းသေးသေးလေးတွေကနေရေကြီးတာတွေမိုးခေါင်တာနဲ့အပူချိန်အရန်မြင့်တာမျိုးတွေဖြစ်ပေါ်စေပါတယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ WBO ရဲ့ဒုတိယအတွင်းရမှုချုပ်ကိုဘာရက်စ်ကသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ် WBO ကကြာသပတေးနေ့မှာကမ္ဘာလုံးဆိုင်ရာမိုးလေဝသပြောင်းလဲမှုအစီရင်ခံစာကိုဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာအပူချိန်မြင့်တက်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုနဲ့သမုဒ္ဒရာတွေမှာအပူချိန်တိုးလာမှုတွေက2024ခုနှစ်လိုမျိုးပဲ2025ခုနှစ်မှာလည်းအပူချိန်စံချိန်တင်မဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိနေတာပဲဖြစ်ပါလေ2025ခုနှစ်အပူချိန်ကဆက်ပြီးမြင့်တက်နေတယ်လို့လည်း Global Risk ကအစိုးရကစာကိုမှတ်ချက်ပေးခဲ့ပါလေအပူချိန်1.5ဒီဂရီဆဲဆီယက်တိုးလာတဲ့သတိပေးမှုတွေကိုနိုင်ငံတွေကထုံးချက်ဖို့ပြက်ကွက်တယ်လို့လည်းကုလသမဂ္ဂထွေထွေတွင်းရမှုချုပ် အန်တိုနီယိုဂူဒါရက်စ်ကပြောဆိုထားပါတယ်။ဘရာဇီးနိုင်ငံဟာရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးပွဲ COP 30ကိုအင်ရှင်ဖြစ်နိုဘာလ10ရက်နေ့ကတည်း21ရက်နေ့ထိလက်ခံကျင်းပမှာပဲဖြစ်ပါတယ်။ကမ္ဘာကြီးအားပူဂျင်တက်သမန်ကစင်တီဂရိတ်သတိပေးချက်တွေပေါ်2030ခုနှစ်မှာနောက်ကျောင်းပြန်လှည့်လို့မရတဲ့စွန်စားမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်းသိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ကျွန်တော်အီဇတ်ပါ။